ွတ်တိပြီသားကုံတဲ့ခொနေရဟာတင်းမွနဲ့ခီးသွွားကြတယ်။အဲ့လိုခီးသွွားတဲ့အခါမှာစမ်းကြတဲ့ဗိမ္မာတစ်ခုမှာထမင်းအဝတ်မပါတဲ့နတ်သမီးကိုတွေ့တဲ့အခါမှာရှိကပြူဘူးခဲ့တဲ့ကံကိုမေးတဲ့အခါမှာနတ်သမီးကယဟန်တဘာကိုနှမ်းပတ်လှူခဲ့လို့ယခုအခါမှာနတ်သမီးဘွားကိုရောက်လာပြီးမြဲသူတပားရဲ့အဝတ်ပစိုးကိုခိုးယူမိခဲ့တဲ့အတွက်အခုလိုထမင်းအဝတ်မညသေးတဲ့ဘွား ရောက်နေရတာပါအဋိဏဒါနကံမကုံသေးလို့ငရဲမှလည်းနောက်ထပ်ခံစားရအောင်မှာပါလို့ဖြေချခဲ့ပါတယ်သူတော်ဘာပစ္စည်းခိုးယူမိခဲ့တဲ့ကံရဲ့အဖြစ်တွေတော့ဘလောက်များကြောက်เสียကောင်းတယ်လေဟမ်လူဘဝလူဖြစ်လာတာတော့ချမ်းသာမှုမရှိစင်ရဲမွဲတီလိုရာမရစီဝါကပြက်ရှိရဲ့စီဝါကြတော့လေရန်သူမျိုးငါးပါးနဲ့ဖြည့်စည်ခြင်းခံရပြန်လေဩဘာများကောင်းတာရှိပဲဗျာ ဘာမှမကောင်းဘူးအဲ့ဒါလူမကောင်းကျူးတွေပေးနေတယ်အတိန်နာဒါနကံကူယနေ့ကြွလာကြတဲ့တရားနာပရိသတ်အပေါင်းတို့လေယနေ့ယခုဤချင်းကစပြီးမကျူးလွန်မိကြအောင်ရှောင်ရှားထိမ့်သိမ့်နိုင်ကြပါစေတော့အာမင်မဟုတ်မမ ပြောဆိုလိန်ညာတဲ့ကံပါလေတုံနဲ့ပဲလိန်လိန်စာနဲ့ပဲလိန်လိန်ကိုအမှုရာနဲ့ပဲလိန်လိန်လိန်ညာတာမှန်သမျှမုဒ္ဒဝါဒကံပါပဲမုဒ္ဒဝါဒကံမြောက်ဘူးဆိုတာဟာလေကိုပြောတဲ့စကားဟာမဟုတ်မမှန်တဲ့စကားလည်းဖြစ်မဟုတ်မမှန်တဲ့စကားဆိုလည်းသိမင်းပြောနေပြောမယ်အဲ့ဒါဆိုရင်မုဒ္ဒဝါဒကံမြောက်တာပါပဲ။ သိရင်နဲ့မသိဘူးကြားရင်နဲ့မကြားဘူးမြင်ရင်နဲ့မမြင်ဘူးတွေ့ရင်နဲ့မတွေ့ဘူးအဲ့ဒါလိုပဲမတွေ့ဘဲနဲ့တွေ့တယ်မမြင်ဘဲနဲ့မြင်တယ်မကြားဘဲနဲ့ကြားလဲမသိဘဲနဲ့သိဒါတွေဟာလူယုံမာတို့ရဲ့စကားရှင်မျိုးဖြစ်တဲ့အတွက်ကြောင့်အပြစ်ဖြစ်စီတဲ့စကားတွေပါဗျာဇေဒီယဇတ်တော်မှာဇေဒီယမင်းကကပိလရသေကို မှန်မူသားစကားပြောတဲ့အတွက်အဝဲစီငရဲကမိကြောင့်ဒီရန်တို့ထလာပြီးဇေရီယာတို့အဝဲစီချီပေါ်ဆောင်သွားတယ်လို့ဇက်တော်မဆူထားပါဘူး။ဒီအဲ့ဒါလူပဲဗျ။ဘုရားဝင်မှာဖယားရှင်ကိုလိုမြတ်ကြီးမဟုတ်မတရားလိန်ညာပြောကြလာတယ်။ဇိဇမာနမိမကိုမူသားဆိုတဲ့အခါကြောင့်အဝဲစီငရဲကနေမိတော့မီလန်တွေတက်လာပြီးမဟာအဝဲစီငရဲထီအောင် ခေါ်ဆောင်သွားတဲ့တာတကတွေလည်းရှိပါလေ။မူသားစကားပြောသူများဟာတေလွန်ပြည့်တဲ့နောက်အဝဲစီငရဲ့ဟိုရောက်မိတော့မိတရားမျိုးချမ်းသာဒုက္ခဆင်းရဲခံစားကြရပါဘူး။အဝဲစီငရဲ့ဆိုတာအောက်တန်မြေပြင်ကတောက်တော့ထားနေတဲ့မိတော့မိတရားမျိုးဒီဇနာတရားရှိတဲ့အထက်တန်အမိုးပြင်ထီအောင်လွင့်တက်နေပါလေ။အဲ့ဒါလို့ အလင်းကတင်းကြီးကြီးတောက်တောင်းနေတဲ့ငရဲမိမိရဲ့ကြားမှာငရဲသားဒီဖုန်ရလွန်လန်းကမရှိသင်ရဲ့ဒုက္ခကိုကြားအကုသို့ကမတုံမချင်းခံစားကြရမှာပါဒါလည်းမကသေးပါဘူးငရဲသားဒီငရဲထီကြီးကမိလင်ကတောက်နေတဲ့ငမြားချင်းနဲ့ရှာဟူဖောက်ပြီးစွင်းငင်ကြတာလည်းရှိပါသေးတယ်ငရဲသားဒီခမသွေးတန်တရေရဲနဲ့အော်ဟစ်ခံစားကြရင်မိလင်ကြမ်းမှာ အလူးလူးအလိမ့်လိမ့်ပေါ့ဗျာအကုတုကံကုံလို့လူဘဝလူပြန်ဖြစ်လာရင်တော့ဇကားကမပြီးတွားကမကြီးပါဇက်ကလည်းပုံညီနဲ့ထွက်ကိုဟန်ကလည်းမလှပဩဇာအာနာကလည်းမတီးနှုတ်အားကလည်းကြံကောင်းတဲ့င်းကလည်းမထွက်နော်ဆိုးလိုက်တဲ့ဘဝအကျိုးပြီအဲ့ဒါလို့ဘဝအကျိုးပြီမဆိုးရလေအောင်ယခုကြွလာကြတဲ့ တရားနာပြိတ္တသူတော်ကောင်းအပေါင်းတို့လေယနေ့ယခုဤအချိန်ကစပြီးလိမ်ညာမှုအပေါင်းမှရှောင်ကျဉ်နိုင်ကြပါစေသော။သာ ကာမဂုဏ်တို့မှဖောက်ပြန်မှားရင်ပြုကျင်ခြင်းမှရှောင်ကျင်မှဤဆိုပြီးကာမေတုမိစ္ဆာစာကကံကိုလည်းထိမ့်သိမ့်မှုငါးပါးသီလကိုခံယူဆောက်တည်ပြီးကြပြီ ဟုတ်တယ်မို့လားတကားဟုတ်ပါမှန်ပါဗျာအုတ်ထင်းကြီးမကင်းနဲ့မိမအမျိုး20ထဲကတမျိုးမျိုးနဲ့ကာမဂုဏ်ဖောက်ပြားမယ်ဆိုရင်ယောက်ျားများအနေနဲ့ကာမေတုမိစ္ဆာစာကမြောက်တယ်လို့ မိမများ အနေနဲ့လဲကာမပိုင်းလင်းယောက်ျားရှိပါလျက်နဲ့တခြားတစ်စိမ့်ယောက်ျားတဦးဦးနဲ့ကာမဖောက်ပြန်မယ်ဆိုရင် ကာမေတုမိစ္ဆာစာရကမြောက်ပါတယ်ဗျာပသိနာတီကောသလမင်းကြီးရဲ့မိဖုရားမင်းလိကဟာဘုရားရှင်ရဲ့ယဟန္တာများကိုလွန်စွာကြီးညူပြီးအလူဒါနအရာမှာလဲပြောเสียမှာရှိအောင်တရားတရားထက်တဲ့ပုံပါဒါပေမဲ့တနေ့ရေချိုးအိမ်ဝင်ပြီး ခြေသလုံးရေစည်းကိုလှုပ်တဲ့အခါနောက်ကကပ်ပါလာတဲ့ခွေးကြီးကမိဖုရားရဲ့ကိုင်းညွတ်ထားတဲ့ကိုကိုမြင်ပြီးတော့ပေါင်းဖော်မိရမှာမိဖုရားကလည်းตาရသွားတဲ့အတွက်တည်တဲ့အခါမှာမထင်မှတ်ပဲကျူးလွန်မိတဲ့ကာမေတုမိစ္ဆာစာရကံကြောင့်အဝိစီငြင်းရမှာခုနှစ်ရက်တောင်ခံစားပြရမှာပရိစ္ဆန်နဲ့လည်းအပြစ်ဖြစ်တတ်တယ်နော်သင်္ကတငရဲတို့လောဟကုန်ပြီးငြင်းလို့ဆိုကာမေတုမိစ္ဆာစာရကံ မှောက်မှားကျူးလွန်ကြတယ်ညာခံစားရတဲ့ရဲဘုံမှာညာသင်္ကတငရဲဆိုတာအလျင်တကြီးကြီးတောက်တောင်ကြီးရဲ့တန်ကြီးချင်းမှာဒီရဲသားတို့ခင်ဗျာခါအထိနစ်ညုံနေကြတဲ့အတွက်လှူရှာလို့လည်းမရသွာလာလို့လည်းမဖြစ်အဲ့ဒါလူတန်ကြီးပြင်းမှာမလုံမရှားနိုင်အောင်နစ်ညုံနေတဲ့ကြားထဲမှာကြီးမားတဲ့တန်တော်ကြီးတွေတန်မီးလုံးကြီးတွေတန်ကလေးတွေအရက်လေးမျက်နှာကနေနန်းကျိတ်ဆက်ပြီးလို့ ငရဲသားကြီးကိုသိပြီးမြည်ကြည့်တော့အဲ့ဒါလေးနဲ့ပဲငရဲသားကြီးအကုသို့သာမဆုံးမချင်းအစင်ချင်းနင်းချင်းခဏရတာပေါ့ဗျာတော့ဘုံမီငရဲဆိုတာကတော့ကြီးရည်ပန်ရည်ဘူးတွေပြည့်နေတယ်ငရဲဘူးကြီးကိုငရဲသားကြီးအဲ့ဒီကြီးရည်ပန်ရည်ဦးကြီးတဲ့မှာနေသွားလိုက်ပေါ်လာလိုက်ခံစားနေလိုက်ကြတာပေါ်တလာမင်းကြီးဟာညအချင်း မထင်မှတ်ဖင်းနဲ့ဒုသနာတော်ဆိုတဲ့အော်တန်ကြီးကိုကြားလိုက်ရတဲ့အခါစိုးရင်ထိတ်လန့်ပြီးဖျားရှင်ကိုအကျိုးကျောင်းလျှောက်တင်တဲ့အခါဖျားရှင်ကစိုးရင်စရာမလိုတဲ့အကြောင်းကာမေတုမိစ္ဆာစာရကံကြောင့်လောဟကုံမီငရဲမှာခံစားနေရတဲ့တထေးသားလေးယောက်ငရဲဥရဲ့အဝအပေါ်ရောက်ချိန်မှာအော်ဟစ်သတိပေးလိုက်တဲ့အတန်တွေပါလို့ရှင်းပြတော်မူခဲ့ပါတယ်ဒုသနာတော်ဆိုတာဟာ တထေသား၄ယောက်ရဲ့နာမည်မဟုတ်ပါဘူးပြိသက်တူအဲ့ဒီတထေသား၄ယောက်ကတယောက်စီအော်ဟစ်တတိပေးလိုက်တဲ့အတန်းတွေပါဒုအစရှိတဲ့ဂါထာရဲ့အဓိပ္ပာယ်ငါတို့သည်မကောင်းမှုတွေပြုခဲ့ကြခြင်းစီးစိမ်ဥစ္စာအလူကံပုပ်ပူတွေရှိပါလျှင်နဲ့ငါတို့သည်ကို့အတွက်ကုသိုလ်တရားတွေမပြုခဲ့ကြဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တဆိုတာငါတို့ဟာ ငရဲမှာတခါရက်လိုက်တခါပို့လိုက်နေခံစားလာလိုက်တာအနှစ်၆၃တုံရှိသွားပါရောလားဘေတော်များမှာစုံးမယ်မသိပါဘူးဆိုတဲ့အတိတ်ပဲပါနားဆိုတာကငါတို့ဟာဟိုတုန်းကမကောင်းမှုတွေများစွာပြုခဲ့ရတယ်ငါတို့ရဲ့အဖြစ်တွေဟာစုံးမှာမဟုတ်တော့ပါဘူးဆိုတဲ့အတိတ်ပဲပါဗျာတော့ဆိုတာကငါတို့တွေ ဒီတခါလူဘဝကိုပြန်ရောက်ခဲလို့ရှိကုသိုလ်ကောင်းမှုတွေပဲလုပ်ကြပါတော့မယ်ဆိုတဲ့အဓိပ္ပာယ်ပါဗျာကြည်စံတထေးသားလေးယောက်နှုံမှနှုံတရကြတဲ့အဖြစ်နော်ကဲပရိသတ်ကြီးရောဗျာနှုံမှနှုံတရမှာလားနှုံတမရခင်ပြင်ရမှာလားဗျာနှုံတော့မရခင်ပြင်ရမှာပါဗျာအေးပြုပြင်နေဆိုတာပါဇက်ကလေးနဲ့ပြုပြင်လို့မရဘူးနော် စိတ်ရောကိုယ်ပါပြုပြင်မှရမှာဗျာတီလောက်ဆောင်ထင်းကြစမ်းမှာကြောက်เสียကောင်းလို့လို့ပါ ကာမေတုမိစ္ဆာစာရကမှောက်မှကျူးလို့မိပြီဆိုရင်ငရဲမှာခံစားရမယ်လူဘဝလူပြန်ဖြစ်လာရင်တော့လူမုံများမယ်လက်တိတ်မယ်လူချစ်လူကင်းလည်းမရှိဘူးယောက်ျားဘဝလည်းပြန်ရောက်မလာနဲ့ယောက်ျားဘဝဖြစ်လာတဲ့တိုင်အောင်ယောက်ျားလည်းမဟုတ်မိန်းမလည်းမဟုတ်တဲ့မိမရှာဖြစ်မယ်ချစ်သူနဲ့ကိုယ်ကွင်းရမယ် မိမဖြစ်လာရင်တော့လင်းယောက်ျားရဲ့စွတ်ပြင့်ခြင်းကိုခံကြရမယ်ဗျာလူဖြစ်ရှုံးတဲ့ဘဝပါနော်ဘလောက်လူဖြစ်ရှုံးပြီလဲဆိုတာလူဖြစ်မရှုံးရစေနဲ့နော်မှန်ပါဗျာ